ကယားဂရနီဒေတာဖေခုံမြို့နယ်ပရူဆူမြို့နယ်နဲ့ဒီမော့ဆိုမြို့နယ်နောက်ဘက်ချမ်းမှာရှိတဲ့စစ်ပေးရှောင်စခန်းတွေကို ထောက်ပံ့ကူညီပေးမဲ့သူတွေဒီနှစ်အတွင်းတိတိတတာနေပါလာနေတာပါဒါကြောင့်တချို့စစ်ပေးရှောင်မိသားစုတွေမှာနေ့စဉ်အာဟာရအတွက်ဆံပြုတ်တောက်နေရတဲ့အခြေအနေတွေနဲ့ကြုံတွေ့နေရတယ်လို့ဒေတာကန်တွေကပြောပါတယ်ဆက်ကြရအလူရှင်အလှပေးတဲ့ လူလည်းပြောထားပြီးသားလေနော်နလ3လထဲကျော်တော့မကူပင်းနိုင်တော့ဘူးအဲ့လိုပြောခုကျမတို့မှလည်း3လပြည့်ပြီဆိုတော့လေမလာတော့ဆရာမရှိတော့တချို့စစ်ဆောင်လို့ဆိုဆံပြုတ်နဲ့စားနေရပြီဆရာစစ်ကော်မရှင်တပ်ရဲ့တံပြန်ထိုးစစ်တီကြောင့်ကရားကရီဒေတာမှာဒီလပိုင်းအတွင်းစစ်ပေးဆောင်ဦးရေတောင်းတဲ့ချီပြီးတိုးများလာနေပါတယ်တချို့စစ်ပေးဆောင်စခန်းတွေမှာဆိုရင်ဆံရိတ်ခါလုံးဝပြတ်လက်နေတယ်လို့ကိုကြီးနေသူတွေကဆိုပါတယ် ူအလူရှင်အဖွဲတွေလည်းတိတ်မလှနိုင်ကြတော့ဘူးအာလုံးဝဆန်ပြက်လက်နေတဲ့စခန်းတော်များတယ်56ခုရှိတယ်ကယားဂရင်းဒီဒေတာအတွင်းစစ်ကော်မရှင်တပ်ရဲ့တံပြန်ထိုးစစ်တွေကြောင့်ຫນွေဦးတော်လိုင်းအင်အားစုတွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်တိုက်ပွဲတွေကြောင့်စစ်တကအာနာဒိန်နဲ့2021ခုနှစ်ကစတင်လို့အခုချိန်ထိကရနီဒေတာမှာစစ်ပီးဆောင်ဦးရေဟာ၃ဒိန်ဝန်းကျင်ရှိလာနေပြီဖြစ်ပါတယ်ကျွန်တော်ခွန်စော်ဦးပါ